အမလေးဘေးတော့မှပြန်ဖြောင်းမအောင်ဟိုကကားပါပြန်ထိုးတာနင်းနေနေမြန်နဲ့လာတဲ့ခါကျရင်မြဲတဲ့လောက်ကြတယ်အိမ်နဲ့အလုံးနဲ့3မိနစ်ပဲတကယ်က3မိနစ်တော့မှမြဲတဲ့လောက်ကြပါလေလော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 အဲ့လိုဆိုတော့သူကမြဲတဲ့လောက်ကြတဲ့စည်ရင်မပါချင်ဘူးလောက်ကြမှစိုးလို့လောတာလောက်ကြတာပေါ့ပြောချင်တာလေနော်လေးကမိကမဝင်လာလေဆိုတော့အဲ့လိုမျိုးဖြစ်တာပေါ့ရှင် ကဲဒီနေ့ကတော့အမျိုးတို့ရေခုတော့ဝခရိုင်တရေချောင်းမျိုးနေမှာဒီဖြူကြီးရွာနဲ့ဒီဟုတ်ပြီရွာကြားမှာတိုက်ပွဲဖြစ်တယ် ဟုတ်တယ်ဟိုလဘလဘညာကြားထဲမှာတိုက်ပွဲဖြစ်တယ်တိုက်ပွဲဖြစ်တဲ့ခါကြတော့လမ်းတွေလည်းပိတ်ထားရတော့เนาะဆိုတော့လမ်းတွေလည်းပိတ်ထားရတယ်တစ်ချိန်တည်းမှာဒီစခွေရရသူတို့ရှုံးတာဆိုမှလုံးလေးရှိလေဆိုတော့ရန်တန်ပြီးတော့မှလက်နဲ့ကြီးနဲ့ထုတာ လက်နဲ့ကြီးနဲ့ထူတဲ့ခါကျတော့အခုပြင်းဖြူကြီးဖုန်ကြီးကြောင်တချမ်းပြိုသွားပြီလို့တည်င်ကြတာပေါ့နော်ထိတာပေါ့အဲ့ဒါကြောင့်မလို့ရွာတွေမှာလည်းပဲအိမ်တွေမှာလည်းပဲအလှူလုပ်ဖို့ဒီရာတွေတော့ကထိန်ရာတွေဖြစ်တာဟုတ်ကထိန်ရာတွေဖြစ်တော့နေရာတိုင်းမှာတော့သူတို့ကဒီကထိန်ရာတွေတော့တည်င်ကြလာနေပြီတော့ဇောင်မိုးလာဒီနှစ်လနေပါအတွဲမှာသူတို့ကအသေးအံလှူကြရတာလေကထိန်ဘယ်လိုဆိုတော့ ကတောဘုဒ္ဓဘာသာရဲ့အစဉ်အလာလည်းဖြစ်ဟိုဘာသာရေးကိုယ်ကယုံကြည်ရလည်းဖြစ်တဲ့ခါကျတော့အလှူလောက်တာတော့တားလို့တော့မရဘူးပေါ့လေနော်ကျမတို့မိသားစုတွေလည်းလှူပြီးလောက်ကြတာပဲတားလို့တော့မရဘူးဒါပေမဲ့အဲ့ဒီမှာ စိတ်ပူတာကကျမတို့မိသားစုဆိုရင်တော့တွလှန်ရေးမှာတောက်လျှောက်ဆွေတဆွေလုံးတစ်မျိုးလုံးကပါနေတဲ့ခါကြတော့လှူလို့တဲ့ခါကြရင်အမစက်ခွေတွေကလေချောင်းနဲ့လာပြီးတော့ပြစ်မှာဆိုလို့စိတ်ပူတာစိတ်ပူတာနေတိုင်းနေတိုင်းနေတိုင်းစိတ်ပူတာဒီနေ့တော့ဖြူလဲကထင်လဲပြီးသွားပြီဆိုတော့ဆေတော့ပော့သွားတာပြီနော် အဲ့ဒီတိုက်ပွဲဖြစ်နေတဲ့ခါကျတော့ဒီလမ်းကလည်းပိတ်ထားရတယ်ဆိုတော့ဘာကိုထပ်စိတ်ပူရလဲဆိုတော့ကိုပင့်ထားတဲ့ဖုံးကြီးကြွားလို့မရမှာတခါစိတ်ပူပြန်ရောဟိုဖုံးကြီးကလည်းကြွားတာရိုးရိုးကြွားခိုင်းတာမဟုတ်ဘဲနဲ့တိတ်ခထပ်ပေါ့နော်တိတ်ခထပ်မှာအာတိတ်ခထပ်မှာဆိုတော့အဖိုးရဲ့ တူဖုန်ကြီးဆိုတော့တိတ်ခါထမှန်ဆိုတော့အမတိတ်ခါထမှန်ယဟန်ကမရောက်မှာချင်းမီမရောက်မှာတခါစိတ်ပူရပြန်ပြီးတော့တခါလှူတွက်ဝယ်ထားတဲ့ပစ္စည်းတွေမှားတဲ့ပစ္စည်းတွေအချောက်တွေကတော့ဟိုကျုပ်ပြီးတော့မှားလို့ရပါမယ်အဆိုးတွေကြတော့ကြိုပြီးတော့မှားလို့မရဘူးဆိုတော့အမလက်တခါစိတ်ပူရပြန် အဓိကတော့မိသားစုကတော့ဟိုကိုယ်ထက်ပို့ပြီးတော့စစ်ပူတာပေါ့နော်အဲ့လိုမျိုးဒါပေမဲ့ဒါကကျို့တွေးထားရမယ်ဟာပဲတော်လိုက်ကာလာဖြစ်တာဟိုတော်လိုက်ကာလာဖြစ်တယ်ဆိုတော့အဲ့လိုမျိုးကျို့တွေးထားရမှာပဲကျမတို့နိုင်ငံရေးသမားတွေကြတော့တော်လှန်ရေးသမားတွေကြတော့နိုင်ငံရေးသမားလို့မပြောချင်ပါဘူးတော်လှန်ရေးသမားတော်လှန်ရေးလုပ်တဲ့လူကြတော့အဲ့ဒါတွေမစင်စားနိုင်ဘူးလူလူကိုယ်လူပါတို့ ဒါပေမဲ့အမေကျတော့သူကလည်းတက်လည်းကြီးပြီသာသမီတွေလည်းအာဝေးမှာရောက်နေတယ်ဆိုတော့ကြောက်ပြချက်နဲ့လူမလုတ်ဖြစ်ဘူးလူလုတ်ချင်တာသူတခြားလူကတော့ခဏခဏလုတ်ဘူးတယ်ကထိန်ကဘူကထိန်ခင်းတယ်ဆိုတော့ဟာပဲမပါတာဟိုမှာဒီဟန်ခန့်ရှင်ပြုလူတော်မင်္ဂလာပါလို့ဆိုကထိန်ခင်းတာလေသူကသုံးလေးနှစ်အနေပြီးတော့ကြိုတင်ပြီးတော့မှသူက ဖုံးကြီးတွေကိုရှောက်ထားရတဲ့ခါကျတော့ခထိတ်ခံထားရတဲ့ခါကျတော့ဟိုအကိုလှည့်ကြဖို့အရန်ခတ်တယ်ပြီးရင်အမေရစိတ်ပူချက်လည်းသူကလည်းတူဦးဒီတော့လူဖြစ်တယ်ကျမအမေက single မဆိုတော့သူကငငယ်လေးကတည်းကအာသားသမီးတွေနဲ့သူကရုန်းကန်လာရတော့သူကအပက်ပက်ကိုသူကရန်စင်စားတတ်တယ်စင်စားတတ်တယ် ဲ့လိုဆိုတော့သူခက်ခဲမှကြောက်တယ်သုံးလေးနှစ်ကြိုပြီးတော့မှကတိတွေခံထားပါလိမ့်မယ်ကြားထဲမှာတခုခုဖြစ်သွားခဲ့သည်ရှိတော်ဆိုတဲ့ဟာနဲ့ပြက်သွားခဲ့သည်ရှိတော်ဆိုတဲ့အရာနဲ့ပဲမလုပ်ဖြစ်ဘူးပြီးတော့သားသမီးတွေကနိုင်ငံခြားတွေမှာရောက်နေတယ်အဝေးမှာရောက်နေတယ်သားသမီးတွေကိုစောင့်ရင်းစောင့်ရင်းနဲ့ပဲသူကမလုတ်ဖြစ်မလုတ်ဖြစ်ခဲ့တာမလုတ်နိုင်တာမဟုတ်ဘူး ပြောချင်တာကိုရေးချင်ရအာမလုတ်နိုင်တာမဟုတ်ဘဲနဲ့မလုတ်ဖြစ်ခဲ့တာမလုတ်ဖြစ်ခဲ့တာနဲ့ဒီတခါတော့သူကတက်ကလည်းကြီးပြီ sorry ပါအဲ့ရရတယ်ဆိုအဲ့လိုပဲဆုတ်ခအများလားလုံးဝတမ်းမနေမှာချင်းနေမှာ တက်ကလည်းကြီးပြီဒီနေ့မှာကျမရဲ့လက်ချုပ်ရင်းလာတယ်အဲ့ဒါကြောင့်ဘယ်သားသမီးဘာနိုင်ငံချားရရောက်ပဲသားသမီးတွေကိုစိတ်မပူနဲ့လှုပ်ချင်တယ်ဆိုရင်လှုပ်ဆိုပြီးတော့မှခွဲပြုတ်လိုက်တာပေါ့နော်ဘာလို့ဆိုလှုပ်ဆိုလို့မတားချင်ဘူးသူလှုပ်ချင်တဲ့စန္ဒဆိုတော့တကယ်ဆိုကိုဗစ်ကလာလဲလာတာရမလှုပ်ဖြစ်ဒီစစ်ခွေအနာလူပြီးတဲ့အချိန်မှလည်းမလှုပ်ဆိုတော့ လူဆိုတာကျမ်းမာရေးကကောင်းလာတယ်ဆိုတာမရှိဘူးတက်ကြီးလာတယ်ညကျမ်းမာရေးအချို့ရင်းလာတာပဲရှိတာဟုတ်အဲ့ဒါနဲ့ခွဲပြုလိုက်ကိုလုတ်ခိုင်းလိုက်တာပေါ့နော်ဒီကတော့ကျမအမေရတော့ကျမကမလုံနဲ့ဆိုရင် तू ကကျမပြောလို့ရတယ်ဒါမှကိုကလှူနေပတ်သက်မတားချေဘူးဒါမှလည်းအခုတော့အလှူကြီးပြီးသွားတဲ့ခါကျတော့လဲစိတ်အေးရသွားတာပေါ့နော်ဆိုတော့ ခုကဖုန်းကြီးကြောင်းတွေစာတင်ကြောင်းတွေအကုန်လုံးကိုသူကထားခဲ့လို့ပြီးတော့မှလင်းနဲ့ကျဲနေတဲ့ခါကျတော့ကိုဒေတာမှလည်းမဖြစ်ဘူးလို့မပြောနိုင်ဘူးကျဲလက်ကျဲခဲ့ပြီးပြီလေကျဲလက်ကျဲခဲ့ပြီးပြီဖုန်းကြီးကြောင်းရလို့ကျဲတာမဟုတ်ဘူးဒါပေမဲ့ဖုန်းကြီးကြောင်းနာကကျမညီမဆိုင်ကိုကျဲတာဒါပေမဲ့ဆိုတော့ဆိုင်မှာအဲ့လိုမျိုးသွားလာနေတယ်ဆိုတော့သူကဒီဒေတာကဒီတော်လာရေးတွေကိုထောက်ပံ့တဲ့ဒေတာဖြစ်တယ်ဆိုတော့ တောင်ပြချက်နဲ့ तू ကကျဲတာပဲလေအခုလိုမျိုးသူတို့နီးနားတယ်မှာဆစ်ဆစ်ရှုံးပြီဆိုရင် तू ကအဲ့ဒီထောက်ပံ့ဖြစ်စေတဲ့ဒေတာကိုအဓိကထားပြီးတော့ तू ကကျဲတာရသားလေးကိုကျဲတာရသားလေးကိုကျဲမှလည်း तू ကဘာလို့ဆိုတော့ ဟို PDF တွေကြတော့သူကရှာမတွေ့ဘူးလေ PDF တွေကပျောက်ကြားမလားပြည့်ပြေးမလားပြည့်ပြေးဆိုတော့ရှာမတွေ့ဘူးလေရှာမတွေ့တဲ့ခါကျတော့သူတို့ကအဲ့လိုမျိုးရသားပြည်သူကိုဟိုဥတီပြီးပဲသူကကျဲမရမှာ哦အဲ့ဆိုတော့စာတင်ကျောင်းတွေကျဲတယ်ဘုရင်ကျောင်းတွေကျောင်းတယ်ဘာသာရေးစာအုပ်တွေကိုကျဲတယ်အဲ့လိုမျိုးတွေရှိတယ်ဆိုတော့စစ်ပူရတာပေါ့နော်တကယ်လည်းလောက်ခဲ့တာပဲလေအဲ့ကြောင့်ခုကလည်းမဖြစ်သေးတာပဲရှိသေးတယ် မဖြစ်ဘူးဆိုတာတော့မရှိဘူးဆိုတော့စခါကဒီဂျင်လိုဆိုင်မျိုးလူတွေကသူကိုယ်တိုင်လည်းပြောသားပြီးသားပဲသူတို့ကမထောက်ခံတဲ့ပြည်သူ啊တဲ့ပြည်သူအလူတွေ啊တဲ့ပြည်သူမဟုတ်ဘူးတဲ့သူတို့ရဲ့ပြည်သူမဟုတ်သူတို့ရဲ့ပြည်သူဆိုတာသူတို့ဘက်ကကြက်ဖော့ပဲကြက်ဖော့တာသူတို့ရဲ့ပြည်သူကြက်ဖော့မဟုတ်တဲ့နေရာမှာသူတို့ပြည်သူမဟုတ်ဘူးအဲ့လိုမျိုးသူတို့ကပေါ်တင်ပြောထားပြီးသားအမဒီအကြံဖက်စက်ကောင်စီအဆက်ကော်မရှင်ကအကြံဖက်စက်ကော်မရှင်ကနေပြီးတော့မှ သူတို့တည်ဆာရှင်လဲမှာသူတို့တရားဝင်အတိအလင်းသူတို့ပြောထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်မတို့ကပေါ်လို့မရဘူးလုံးဝပေါ်လို့မရဘူးလုံချုံရတော့သူတိထားရမယ်တချိန်တည်းမှာလဲတော်လိုက်ရတော့လုံးဆက်ရှိတာတော့လုံးနေရမှာပေါ့နော်ကျွန်မလည်းပဲဆက်ပြီးတော့လဲထောက်ပတ်နေမှာပဲဆက်ပတ်နေမှာအောင်မချင်းကိုထောက်ပတ်နေမှာโอเคအဲ့ဒါလေးကိုပြောချင်တာပါကျေးဇူးတင်ပါတယ်ရှင်